ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းတောင်တန်းဒေသမှာဖြစ်နေတဲ့ဒီပြဿနာသည်ကျွန်တော်တရားနာမှုရှာဖွေရမယ့်ပြဿနာရက်တီရာကတော့နေသူမဆိုဖိနှိပ်ခံရဘက်ကရက်တီဖို့အတွက်ရက်တီခြင်းဒီကောင်းမွန်တဲ့အလုပ်ဖြစ်တယ်မှန်ကန်တဲ့အလုပ်ဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့အဲ့ရပြဿနာတွေကိုပုံတကူးလာတာတော့မဟုတ်အဲတရင်တူတရင်မာတွေထပ်ဖန်ပြီးပြီးတော့ဒီရင်းကိုဆွဲတွင်းလာပြီးတော့ဒါပြိပခအသွင်ဖန်ပြီးလာမှာတော့ကျွန်တော်အင်တန်ဆိုရင်မိတယ်စက်တဘာ23ရက်နေ့2025ခုနှစ်မှာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းဒေတာဒေတာကန်ဂျမအညွန့်ွေစုဝင် အသက်17နှစ်အရွယ်ရှစ်တန်းအမျိုးသမီးငယ်တအုပ်ကိုလူသုံးယောက်ကအုပ်စုဖွဲ့မရင်းကျင်ငယ်ရာဇဝမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။အဲဒီမှာဒီရာဇဝမှုကျူးလွန်သူတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရတပ်ဆိုင်ရာအုပ်ချုပ်ရေးအစိုးရကနေပြီးတော့ဖမ်းဆီးအရေးယူမှုမှာလိုအပ်ချက်တွေရှိတယ်။ထိရောက်စွာအရေးယူခြင်းမရှိဘူး။နောက်ပြီးကျူးလွန်သူတွေကဒီစစ်တကောင်တောင်တန်းဒေသမှာလာရောက်အခြေချနေထိုင်သူတွေဖြစ်တယ်။ပြီးတော့ဒီလိုမဒိမ့်မှုကိုရွေချက်ရှိရှိကျူးလွန်နေဆိုတဲ့ဆွဆွဲချက်တွေအတွက်တရားနာမှုတောင်းဆိုရေးလှုပ်ရှားမှုတွေလည်းပေါ်ပေါက်လာတာကိုတွေ့ရပါ ကရချီရခိုင်မှာဖြစ်ပွားခဲ့တဲ့ဒီကိစ္စမှာဒီចောင်းသူចောင်းသားတွေနဲ့တက္ကသိုလ်ចောင်းသားတွေအပါအဝင်ပြည်သူတွေကတရားမျှတမှုရရှိရေးအတွက်ဆန္ဒတဲ့တောင်းဆိုမှုတွေကိုလှုပ်ဆောင်ခဲ့ရပါလှုပ်ဆောင်ခဲ့ကြပါတယ်ဒီဆန္ဒတဲ့တောင်းဆိုသူတွေနဲ့အဲဒီစစ်တပ်နဲ့ရဲပေါ့နော်ဒီဘင်္ဂလားဒေ့ရဲ့အစိုးရရဲ့စစ်တပ်နဲ့ရဲအုပ်စုတွေကြားမှာအထီးကျုံတွေဖြစ်ပေါ်ခဲ့ပြီးတော့အဲစစ်တပ်ကပြစ်ခတ်တဲ့အတွက်ကျွန်တော်တို့ဒီတည်သူ၃အနည်းဆုံးတိတ်ဆုံးခဲ့ရပြီးတော့၄၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဒါ data ring သတင်းဌာနတွေရောကျွန်တော်တို့ဒါ social media မှာကိုကျွန်တော်တို့ဒီသတင်းချက်လက်တွေကိုကြည့်တဲ့တဲ့တွေ့ရပါတယ်တွေ့ရတဲ့အခါမှာလေးဒီ ticket တွေရရှိထားတဲ့လူတွေသွေးတွေပေးနေတဲ့ video တွေ footage တွေအစကျွန်တော်တို့မြင်ခဲ့ရတာရှိပါတယ်အဲ့နောက်ပိုင်းမှာတော့ဒီဖြစ်စဉ်ကလူမှုရေးဘာသာလူမျိုးရေးဘာသာရေးပြိပခဆောင်တဲ့အသွင်ဘက်ကိုပို့ပြီးဥတီလာအောင်သတင်းဖြန့်ချီမှုတွေအခြေခြေတက်နေပေါ်ပေါက်လာပါတယ်အဲ့ဒီမှာဆိုရင်ဒီ Facebook တို့ Twitter တို့မှာ ဒီထိခိုက်တဲ့ရရှိမှုတွေကိုပဲအဓိကဖော်ပြပြီးတက်တနာရဲ့အရေးနှစ်ကိုမတရားကြပေးနဲ့ကျွန်တော်တို့ဘာသာရေးလူမျိုးရေးပြိပခလုံဆောင်မှုတွေကိုတောက်လျှောက်တွေ့လာရတာပါတွေ့လာရတာပါအဲ့တော့အစိုးရတော့အခုဒီသတင်းတွေအရဆိုရင်တော့ဒါကျူးလွန်သူတွေကကျူးလွန်သူတွေကတယောက်ကိုဖမ်းဆီးပြီးတော့သူက6ရက်မှန်နဲ့စုံစမ်းစစ်ဆေးနေတယ်ဆိုတာမျိုးပဲသိရပြီးတော့တခြားထိရောက်တဲ့အခြေအနေမျိုးတော့ကျွန်တော်တို့မတွေ့ရသေးဘူးပြီးတော့ဒီမျိုးတွေကိုလည်းကောင်းကောင်းမွန်မွန်ထိန်းချုပ်ထားနိုင်ပြီလို့ပြောနေပေမဲ့လည်းကျွန်တော်ဒီနေဘက်ဒီကျေးလက်ဒေတာတွေမှာအဲဘာတွေဆက်ဖြစ်နေလဲဆိုတော့ကျွန်တော်တို့မသိရပါဘူး ဒါဒီဒီလူမျိုးရေးဘာသာရေးအခြေအနေပေါ့နော်ဒီဆိုးရွားတဲ့အခြေအနေကိုဥတီစေတဲ့သတင်းဖြန့်ချီမှုတွေကတော့အခုထိတင်းတင်းကြပ်ရှိနေသေးပဲလို့ကျွန်တော်သုံးသပ်ရမိပါတယ်ဒါလေးကျွန်တော်ရင်ဒီ social media နဲ့ TikTok ပေါ်မှာတွေ့ရတဲ့เนาะဒီ Facebook ပေါ် social media ရဖြစ်တဲ့ Facebook တို့ TikTok ကိုမှတွေ့ရတဲ့အချက်တွေပေါ်မှာကျွန်တော်အခြေခံပြီးပြောတာပါဒီလိုအုပ်စုဖွဲ့တက်ငယ်မရိမှုကိုကျူးလွန်ခဲ့တဲ့သူတွေပေါ်မှာအေးအေးယူမှုကနေတဆင့်ဒီဖြစ်ပေါ်လာတဲ့အခြေအခြေအနေတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဒီ struggling for Jamal student ဆိုတဲ့အဖွဲ့အစည်းပြီးတော့ဗောနော်ဒါဒီအဖွဲ့အစည်းပြီးဒီအဓိကဒီဆန္ဒပြပွဲတွေကိုဥဆောင်နေရလို့လေကျွန်တော်တို့သိရပါတယ်ဗောဒီအဖွဲ့အစည်းပြီးတော့တောင်းဆိုချက်ရှစ်ချက်အစိုးရကတောင်းဆိုထားတာရှိပါတယ်ဒေတာရင်းအခြေအနေရောတင်းမာစေအခြေအနေတွေပဲလို့ကျွန်တော်သုံးသပ်ပါတယ်စိုးစိုးဝါးတွေတက်တဲ့ဆုံးမှုတွေထိခိုက်ပျက်စီးမှုတွေမိလောင်မှုတွေဘာသာရေးလူမျိုးရေးအမုန်းတရားကိုဥတီရဖြစ်ရတဲ့ဆက်ဖြစ်ပုံမလာစေဖို့ပဲအဲဆူတောင်းအောင်လို့ပဲပြောအောင်ပါဗျာဘာကြောင့်လဲဆိုတော့ဟိုကိုရိုင်းလေးလုံးလို့မရတာနော်ကိုရိုင်းလေးတားဆီးကာကွယ်လို့မရတဲ့ခါကျတော့ ျွန်တော်ကတော့ဒီလိုအထစ်ဆိုးတွေထပ်မထစ်လာဖို့တောင်းဟိုဆူတောင်းနေမိပါတယ်ပေါ့အဲ့တော့စစ်တကောင်းတောင်းလန်းဒေတာမှာဒီတက်တနာရဲ့ဖြစ်စဉ်မှာအဓိကပါဝင်တဲ့ဂျမားမျိုးနွေစုတွေဆိုတာဘယ်သူတွေလဲဒီဒီဒီလူတွေကအဓိကအားထင်တော့ဒီစစ်တကောင်းတောင်းလန်းဒေတာမှာဆိုတာ indigenous people ပေါ့နော်ဒေတာကန်ဌာနေလူမျိုးစုတွေအဖြစ်အသိမတ်ပြုခံထားတဲ့မျိုးနွေစုဆက်နစုရှိတယ်လို့ကျွန်တော်သိရပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်ချက်ကမားတွေပါတယ်နော်နောက်တစ်ခါကျတော့ရခိုင်မျိုးနွေစုတွေပါတယ်မရမပါတယ်ထရီပူရတွေပါတယ် အဲဒီလိုအပါဝင်ဒါတွေရောလူများစုအုပ်စုတွေပေါ့နော်တခြားလူမျိုးစုအငယ်တွေလေအရေးအတွက်လူဦးရေရေတွက်နေလူမျိုးစုငယ်တွေရှိတယ်လို့ကျွန်တော်သိရပါတယ်အဲဒီမှာရှိနေဒီဒီသုံးတော့ဒီတောင်တန်းဒေသသားတွေအားလုံးကိုစူပေါင်းပြီးတို့ရောဂျမားဂျမားပြပလို့ခေါ်တာပေါ့နော်ဂျမားပြပလို့ခေါ်ဆိုကြတယ်အဲဒီလူတွေထဲမှာဗုဒ္ဓဘာသာအများစုကတော့ဗုဒ္ဓဘာသာကိုကိုးကွယ်ကြတယ်ဒီလူမျိုးစုတွေထဲမှာဒါအတင်ရိုးရတယ်လေးကိုးကွယ်မှုတွေနဲ့နှက်ကိုးကွယ်မှုတွေရှိတယ်ဆိုတာလည်းကျွန်တော်သိရပါတယ် အဲ့တော့ဒီမှာရှိတဲ့အခါမှာဘာသာစကားအထင်းတော့ဒီထဲမှာရှိရဲတော့ချက်မားရောမရမာပေါ့နော်မရမာဆိုရင်ကျွန်တော်ဗမာဒီဘက်မှာလည်းရှိရဲမရမာကြီးညုံးနေစုနေတယ်တူတယ်လို့ပြောပါတယ်အဲ့တော့ဒါရခိုင်ညုံးတွေစုဝင်နေပဲလို့ကျွန်တော်တို့သိရှိလို့ရပါတယ်အဲ့တော့ဒီမရင်းချင်းခံရတဲ့ဖြစ်စဉ်ပါပေါ့နော်ဒီထိခိုက်နေတာသူဒီဒါဂျမားပီပါပေါ့နော်ဂျမားညုံးနေစုဝင်အမျိုးသမီးငယ်တအူဖြစ်နေတယ်အဲ့တော့ဒီမှာလေကျွန်တော်တို့ဒါနဲ့ဆက်ဆက်ပြီးတော့ဒီရခိုင်ဘက်မှာရှိရဲចောင်းသားလှောက်ចောင်းသားတမကဝင်နေနောက်တစ်ခါကျတော့ ဒီပြည်သူတွေအားလေးဒီအပေါ်မှာစိတ်ပူပြီးတော့ကျွန်တော်တို့ဟိုသတင်းဖော်ပြချက်တွေအချက်လက်ဖော်ပြချက်တွေသတင်းဌာနတွေကဖော်ပြချက်တွေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဒီ data ကသူကဒီပြည်သူတွေကဒီနေရာရဲ့ indigenous ပေါ့နော်ဒီဌာနတိုင်းသားတွေအဖြစ်အသိမှတ်ပြုထားပြီးတဲ့အခါမှာတစ်ဖက်မှာကြတော့လေဒီ Bangladesh တီမာကြီးဘက်ပေါ့နော်အဲ့လိုပြောကြအောင်လားမသိဘူးဒီ Bangladesh ကနေရှိနေတဲ့တချို့လူမျိုးစုတွေကလေဒီဘက်မှာလာရောက်အခြေချဖို့ခြေချနေထိုင်ကြတာလေရှိတယ်အဲ့တော့အဲ့အုပ်စုတွေကြားထဲမှာ ဟိုပြိပခါတွေရှိခဲ့တယ်ပြိပခါတွေဒီအခုမှဖြစ်နေရလဲမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကဒီဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးရပြီးတဲ့အချိန်တွေအားလည်းတချို့ပြဿနာတွေရှိခဲ့တယ်ဒါအပြင်ကိုပိုင်ကြာထန်းကွင်းဒန်းနုကွင်းနဲ့လွတ်လပ်ရေးအတွက်ဒါလက်နက်ကင်တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းတွေရှိတာကိုလည်းကျွန်တော်တို့သိရပါတယ်ထောက်ပေါ်ကိုသက်ခွန်မှာတော့တို့တို့ဒီအဖွဲ့အစည်းရဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကြမှာသဘောတူညီချက်စာချုပ်တွေချုပ်ဆိုတယ်စောက်ချုပ်ဆိုပြီးတဲ့အချိန်မှာတော့ဒါဟိုတည်တဲ့ဥပဒေအနေနဲ့လည်းအကာအကွယ်ပေးထားရှိပေမဲ့လည်းထိရောက်တဲ့ ်တော့ကျွန်တော်တို့ဟိုထောက်ပံ့မှုတွေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာအားနည်းနေတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါအပြင်အစိုးရဆုံးပြဿနာကတော့ဒီမျိုးနေစုတွေမှာဖြစ်ခဲ့တဲ့နော်တက်တနာတွေပြိပခါတွေနောက်တစ်ခါဒီဟိုအစ်စ်လာရောက်အခြေချတဲ့သူတွေကြောင့်ရှိရဲပြိပခါတွေမှာဒီဘင်္ဂလားဒေ့ရှ်အစိုးရထိတိရရောက်ကင်တွင်နိုင်မှုအားနည်းတယ်လို့ဒါဖတ်ရှုရတဲ့သတင်းအချက်အလက်တွေအရတော့ကျွန်တော်သုံးသပ်ပါတယ်။အဲ့တော့ဒီထစ်လာတဲ့အချိန်မှာ ဒီဘာကြောင့်ဒီလိုဆိုးွားတဲ့အခြေအနေကြီးဥတည်သွားလဲဆိုတာလေဒီအချက် တွေပေါ်မှာအခြေခံပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဘင်္ဂလားဒေ့ရှ်အစိုးရတရားဥပဒေအရဒီကျူးလွန်မှုကိုထိထိရောက်မကင်တွေ့နိုင်ဘူး။အဲဒါကြောင့်မလို့လေဒါဒီလိုဆွဆွဲမှုမှာသူတို့တယောက်ကိုပဲဖမ်းဆီးပြီးတော့နှစ်ယောက်ကလွတ်နေတာ။နောက်ဒီတယောက်ကိုရမန်ယူနေတာ။ဒါတော့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့လုံထုံးလုံနည်းနဲ့အဲကျွန်တော်တို့ဟိုဟာရတော့ဟိုဥပဒေ procedure တွေရောကျွန်တော်တင်းကြကြမသိဘူး။ ဲ့ procedure ဘိုင်း legal procedure ဘိုင်းကိုတော့ကျွန်တော်သုံးသပ်ဖို့အားနေတယ်ဒါပေမဲ့တေချာတာကတော့ဒီဒေတာလူတွေဒီဒီ Bangladesh အစိုးရဘုံမှာအဲအယုံကြည်မရှိကြဘူးဘာကြောင့်လဲဆိုတော့တို့အတိတ်ဘဝမှာကြုံခဲ့ရတဲ့ဖြစ်ရတဲ့ကြောင်းပေါ့နော်အဲ့တော့အခုဒီဖြစ်လာတဲ့ပြဿနာမှာကျွန်တော်တို့နေနေအချက်ကနှစ်ချက်ပေါ့အဓိကတော့ဥပဒေအရဒီရာဇဝမှုကျူးလွန်မှုကိုထိတိရောမကိုက်တွင်နိုင်တာအထင်မထုံနိုင်တာဒီပထမအချက်ပေါ့ဒုတိယအချက်ကတော့ကျွန်တော်ဒီဆန္ဒပြသူတွေကိုတနည်းနည်း တက်တဲ့ကိစ္စပေါ့နော်ဒါစစ်တပ်ဖြစ်ဖြစ်ရဲဖြစ်ဖြစ်ဆန္ဒပြသူတွေလက်နက်မဲ့ဆန္ဒပြသူတွေကိုတနက်နေ့တိုက်ခတ်ခဲ့တယ်။နော်ဒီဟာဒီလေသတင်းမီဒီယာအချက်အလက်တွေမှာဖော်ပြပြီးသားဖြစ်နေတဲ့အခါကျတော့ကျွန်တော်ဒါကတော့ imminent soar တွေလောက်ရလို့ပဲကျွန်တော်သုံးသပ်တယ်။ဒါကျွန်တော်တို့ကဟိုဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ရခိုင်ညွန့်တွေစုဝင်ဖြစ်လို့လည်းမဟုတ်ဘူး။ဒါကမ္ဘာပေါ်မှာရှိတဲ့လူနေစုတွေအပေါ်မှာဒီလိုအစိုးရတစ်ခုခုကအနိုင်ကျင့်ရင်လည်းကျွန်တော်တို့အလုံးတန်းသူရက်တီဗီကာဝေးပေးရမှာပဲ။အဲနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီလက်နက်မဲ့ရက်သားတွေပေါ်မှာတနက်နေ့တိုက်တယ်ဆိုဘယ်သူကဘယ်သူကိုတိုက်တယ် ဒါဒီရာဇဝမှုကအစ်ရာဇဝမှုရောက်ပါတယ်။နောက်ပြီးသူတို့ရဲ့ရွေချက်နဲ့ပြစ်မှုအတိမ်တွေကိုမူတည်ပြီးဒါဒီနိုင်ငံတကာအဆင့်ရာဇဝမှုဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်ဆက်ပြီးလေ့လာမှာပေါ့နော်။အဲ့တော့အခုဒီကိစ္စကိုကျွန်တော်ဒီဗီဒီယိုလုပ်ဖို့ study လုပ်နေတဲ့အချိန်မှာပဲထပ်မံရရှိတဲ့သတင်းတွေရှိပါတယ်။အဲ့ဒါတွေကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီပြိပခမှာဒီဈေးဈေးဆိုင်တွေပါဝင်ဒီဗလီတစ်ခုကို ဒေတာကန်နေစပြီးမီးရှို့ခဲ့တယ်ဆိုရင်ဆွဆွဲချက်တွေကိုလည်းကျွန်တော်တွေ့ရသလိုကျူးလွန်သူက3ဦးမဟုတ်ဘူး5ဦးအဲ့ဒီမှာအစ္စလမ်ဘာသာဝင်တဦးပဲပါတယ်စသည်ဖြင့်ပေါ့နော်ဖော်တရားချက်တွေကိုလည်းကျွန်တော်တွေ့ရပါတယ်ဒါတွေကတော့နောက်ပိုင်းကျွန်တော်တို့ဒီလို social media ဖော်တရားချက်တွေအပြင်ရောဒါသတင်းဌာနတွေတော့မဟုတ်အစိုးရရင်တရားဝင်ဖော်တရားချက်တွေကိုဆက်ပြီးစောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ဒီ struggle for jama student အဖွဲ့တွေကဒီဆုံးတော့သူတို့ထုတ်တဲ့ဂျင်နာချက်တွေမှာလည်းပါပါတယ်အဲ့ဒီမှာ ဟိုဖော်ပြချက်ပေါ့နော်တို့ဒီရှစ်ချက်ကိုမရဘူးဆိုရင်ဒီဒေတာမှာရှိတဲ့လမ်းတွေကိုပိတ်ဆို့ထားမယ်ဆိုတဲ့ဟာတွေကျောဆိုချက်တွေကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီတစ်တမှုဒီပြိပကဆောက်ပြီးပောက်ကွဲတဲ့အချိန်မှာလေလမ်းတွေကိုတင်ပိုက်ထားတာနောက်တာယာတွေနဲ့လမ်းပိတ်ပြီးတော့မီးရှို့ထားတယ်ဆိုတဲ့ဗီဒီယိုကလစ်တွေကိုလည်းကျွန်တော်တွေ့ရတာရှိပါတယ်ဒါတွေကိုအကြောင်းပြပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဒီရဲတပ်ဖွဲ့နေရတော့ဒါဘယ်လိုပြောမလဲဒီအကြံဖက်ဖြုတ်ခွင်းခဲ့တယ်လို့ကျွန်တော်သုံးသပ်ကြည့်ပါတယ်သုံးသပ်နိုင်ပါတယ်ဒီအချက်တွေရပါတော့ဒါပေမဲ့ဒီမှာထင်နေတဲ့ပြဿနာဒီလက်တလို့ဖြစ်စင်ပေါ့နော်ဒီ ဒီမရိမှုဒီဒါလက်တလို့ဖြစ်ခဲ့တဲ့ဖြစ်စဉ်ရဲ့မိဘွားဆိုပေမဲ့တကယ်တမ်းရှိနေတာကတော့ကျွန်တော်ရှေ့နောက်မှာရှေ့ကာလတစ်လျှောက်လုံးရှိခဲ့တဲ့နောက်ခံအကြောင်းအရာတွေပါအဲ့မှာကျွန်တော်တို့ဒီဘာသာရေးလူမျိုးရေးပြိပခါတွေတစ်ဖက်နဲ့တစ်ဖက်မယုံကြည်မှုတွေနော် social harmony နဲ့ဒီလူမှုသဟသရာဖြစ်မှုနဲ့လူမှုပေါင်းစည်းမှုကိုစနစ်တကျမထူထောင်နိုင်ခြင်းနေသည်ကဲတည်ထောင်ရေးအရင်းငယ်အကြောင်းရင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမျိုးနွယ်စုတွေဒီဒါလူဦးရေအား အားထင်းတော်၎င်းနော်နောက်တစ်ခါကျတော့ကျွန်တော်တို့ယုံကြည်ကိုးကွယ်မှုအားထင်းတော်၎င်းဒီဘင်္ဂလားဒေ့ရှ်မှာရှိတဲ့လူများစုနဲ့မတူညီတဲ့အခါမှာဒါသည်ကျွန်တော်တို့တစ်ဖက်ကရည်ရွယ်ချက်ရှိသည့်လုပ်တည်ဖြစ်တဲ့မလုပ်တည်ဖြစ်တဲ့ PR တို့ကျွန်တော်ရှိပါတယ်ဒီ PR တွေကြောင့်လည်းမယုံကြည်မှုတွေမယုံကြည်မှုတွေကြောက်ရွံ့မှုတွေနောက်ကျွန်တော်တို့စိုးရိမ်မှုတွေကပေါ်လာပြီးတော့တက်တရာတွေကိုပုံမှန်များသေးတယ်လို့ကျွန်တော်မြင်နေတယ် ။ဒါဒါမင်းဒါအပြင်မတော့အခုထစ်လာတဲ့အခြေအနေကိုကျွန်တော်လေ့လာတဲ့အခါမှာကြတော့ဒီမြန်မာဘာသာစကားနဲ့တင်ထားတဲ့ TikTok တွေ Facebook page တွေတော်တော်များများမှာကြတော့ဘာလို့ဥတီနေလဲဆိုအမုံတရားကိုဥတီနေပေါ့။အမုံတရားအမုံစကားကိုဥတီနေတဲ့အခြေအနေမျိုးတွေကျွန်တော်အများကြီးတွေ့ရပါတယ်။အဲ့တော့တစ်ဖက်မှာကျွန်တော်တခုလေးထပ်ဖြစ်ပြောချင်တာတော့ဗာလေဆိုဘင်္ဂလားဒေ့ရှ်အစိုးရ2012ခုနှစ်မှာလေကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်ပေါ့နော်ဘင်္ဂလားဒေ့ရှ်နိုင်အဲကျွန်တော်ဟိုပါပေါ့ အဲ့ဒါကိုခေါ်တာရှိပါတယ်ကျွန်တော်ပန်းဝါပန်းဝါဒေတာပေါ့နော်ရာမူပန်းဝါဒေတာပေါ့ရာမူပန်းဝါဒေတာမှာရှိရဗုဒ္ဓဘာသာဝင်နေပေါ့ဒီဥတီပြီးတော့အုပ်စုဖွဲ့တိုက်ခိုက်မှုတွေရှိခဲ့တာကိုလေကျွန်တော်သိရတယ်ဒါပေမဲ့ခုတည်းကလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါအဲ့မှာဟိုပျက်စီးသွားတဲ့ဖုံးတို့ကြီးចောင်းနေဖျားတယ်လူနေအိမ်တွေကိုဘင်္ဂလားဒေ့ရှ်အစိုးရပြန်နေပြီးတော့တိဆောက်ပေးတာအဲဒါမျိုးတွေရှိပေမဲ့လေဒီအကြမ်းဖက်မှုမှာတည်သိမှုမှာပါဝင်နေသူတွေရောခုတည်းကအရေးယူနိုင်ခြင်းမရှိသေးဘူးဒါနီးစက်တဲ့ကိစ္စတစ်ခုကိုပဲပြောတာ ကျွန်တော်ဆက်လေးလာကြည့်ရခါကျတော့ဒီဂျမပီပါတွေမှာကျွန်တော်တို့ဟိုတောက်လျှောက်လူခွင့်ချိုးပေါင်းမှုတွေခံရတဲ့အခြေအနေတွေရှိပြီးတော့ဒါ United Nation မှာတင်ပြနေတာတွေကိုလေကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီလိုအကောင်ဒီလိုတက်တာတွေကိုမထင်ရှင်းနိုင်ခြင်းဒီမယုံကြည်မှုနဲ့တန်တရားတွေကိုတိုးပွားစေပြီးတော့ကျွန်တော်တို့အမုန်းတရားတွေနဲ့မတည်ငြိမ်မှုတွေဘာသာရေးပြိပခလူမျိုးရေးပြိပခတွေကိုဥတည်စေနိုင်တဲ့အဖြစ်ပဲဖြစ်ပါတယ်အဲ့တော့ဒါကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်နေတာပေါ့နော်အဲ့တော့ဘင်္ဂလားဒေ့ရှ် တည်သူတွေသို့တော့ဂျမားတည်သူတွေအပါအဝင်တာသူစီလေးဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တဲ့အခါကျတော့ဘင်္ဂလားဒေ့ရှ်တည်သူတွေအနေနဲ့အကောင်းဆုံးကင်ပြွေနေလနိုင်လိမ့်မယ်လို့ကျွန်တော်ညှော်လင့်နေဖိနှိပ်ခံရတဲ့တည်သူတွေမတရားလုပ်ခံရတဲ့တည်သူတွေအတွက်လည်းတရားနဲ့တောင်မှုကိုကျွန်တော်တို့ကကောင်းမွန်ဆုံးနည်းလမ်းနဲ့ရရှိအောင်စ조사ရမယ့်ကိစ္စလို့နေတယ်ဒီအပေါ်မှာလည်းကျွန်တော်သို့တော့ပြောခဲ့သလိုပဲနှုံးတွေတူသည်ဖြစ်သည်မတူသည်ဖြစ်သည်ဘာသာစကားတူသည်ဖြစ်သည်ယုံကြည်ကိုယ်ကိုယ်ရတူသည်မတူသည်ဖြစ်သည်ဖိနှိပ်ခံရတဲ့သူတွေဘက်ကနေကျွန်တော်ရက်တည်ပြီးတော့အတန်ထွက်ပေးဖို့ဒါကိုအာယုံဆိုင်ဖို့ပြောဆိုမှုတွေလည်းလုံဆောင်အောင်မှာဖြစ်ပါတယ် ဒါပေမဲ့ဒီနေရာမှာအရေးကြီးတာကတော့အမုံတရားနဲ့အမုံစကားခံတာကဏ္ဍပါအဲ့တော့ဒီအမုံတရားဟိုဥတီထားတယ်ဒူးဖွဲ့စည်းတစ်ခုခုကိုဥတီတိုက်ခိုက်ကြမယ်အမုံစကားတွေပြောကြမယ်ဒါနှစ်ဖက်စလုံးမှာလည်းရှိနိုင်ပါတယ်เนาะကျွန်တော်ကတော့ဒါဒီဂျမားပိပါတွေတည်သူတွေတွေကဒါအော်ချက်မာတို့ကျွန်တော်မရမာတို့ဒီရခိုင်ညုံတွေစုရဲ့နဲ့ဆက်ဆက်တဲ့အခါကျတော့ဒီရခိုင်ဒီဘက်အချမ်းမာနဲ့ရခိုင်ဒီနဲ့ဆက်ဆက်တဲ့မီဒီယာတွေမှာလေအာတက်နှက်လာတဲ့သတင်းချက်လက်တွေကိုတွေ့ရတာ။အော်အဲ့မှာမှာတချို့ တချို့ဆိုတာတည်းတော်တော်များပါလေကြာကျွန်တော်တွေ့ရတာကျွန်တော်ကောင့်လောက်တာတွေဒါဆိုအဲအဲ့လို account page media name ခဏလေးဟာ၄၅60လောက်ရှိနေပြီဒီမှာတင်ထားတဲ့ဟာတွေ video တွေဒီစင်လူယုံမဗီဒီယိုတွေတင်ပြီးတော့သူကဘာတွေပဲပြောနေလဲဆိုတော့ဘလို့ပုံဖုံနေလဲဆိုတော့ဒါက ဘင်္ဂါလီလူမျိုးနဲ့ရခိုင်လူမျိုးတွေကြားထဲမှာဖြစ်နေတဲ့ပြဿနာဆိုပုံဖော်နေရရှိသလိုအစ္စလမ်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေကြားထဲမှာဖြစ်ပေါ်နေတဲ့ပြဿနာဆိုပြီးတော့ပုံဖော်နေတာတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီအမုန်းစကားပြန့်နှံ့လာမှုအမုန်းစကားထင်ချီမှုတွေဒီကျွန်တော်တိုက်ကြည့်တော့အခုဆိုဒါတော်တော်မတိမနေဖြစ်နေတာပေါ့နော်တီရင်းစစ်ကြီးကတစ်ဖက်တစ်ဖက်မှာလည်းဒီဆေးရနာရှင်ရဲ့ဖိစီးမှုတွေနှိပ်စက်မှုတွေဖမ်းဆီးမှုတွေဒါအပြင်ကျွန်တော်တို့ ဒီအခုနောက်ပိုင်းဒီနှစ်လလောက်အတွင်းမှာဘာသာရေးလူမျိုးရေးပြိပခါကိုပြန်လည်အသုံးချလာတဲ့ပုံစံတွေကိုမြင်လာရတာပေါ့မြင်လာတော့ဒီအမုန်းစကားတွေဒီဘက်ကဘင်္ဂလားဒေ့ရှ်ဘက်မှာထင့်နေတဲ့ဟာတွေကိုဟိုတီဆောက်လာပြီးတော့တီရင်းမှာမှာအမုန်းစကားတိုက်ခိုက်မှုတွေလှုပ်လာပြီးတော့ဘာသာရေးလူမျိုးရေးပြိပခါတွေ အဲဥတီဖန်ဒီမှာကျွန်တော် implement ဆိုးရင်မိပါတယ်အဲနောက်တစ်ခုကကြတော့ဒါနိုတွေကဘာမှဒီမှာထစ်ခဲ့ဘူးပါတယ်ဒါကျွန်တော်ဗီဒီယိုတွေပြောရင်လည်းခဏခဏပါတယ်ဒီ2000ခုနှစ်မှာအာဖဂန်နစ္စတန်မှာထစ်ခဲ့တဲ့ဒီဘာမီယန်ရုပ်ပွားတို့ကြီးကိစ္စကိုအကြောင်းပြုပြီးတော့တီရင်အစ္စလမ်တွေတိုက်ခိုက်ခံရတဲ့အခြေအနေတွေအကြမ်းဖက်ခံရတဲ့အခြေအနေတွေအများကြီးကျွန်တော်တို့အချက်အလက်တွေရှိပါတယ်အဲ့တော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းတောင်တန်းဒေသမှာထစ်နေတဲ့ဒီပြဿနာဒီကျွန်တော်တရားနဲ့တမှုရှာဖွေရမယ့်ပြဿနာယက်တီရာကတော့နေသူမဆိုဖိနှိပ်ခံရဘက်ကယက်တီဖို့အတွက် ယက်တီချင်းဒီကောင်းမွန်တဲ့အလုပ်ဖြစ်တယ်မှန်ကန်တဲ့အလုပ်ဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့အဲ့ရတက်တနာတွေကိုပုံတကူးလာတာတော့မဟုတ်အဲတရင်တူတရင်မာတွေထပ်ဖန်ပြီးပြီးတော့တီရင်းကိုဆွဲတွင်းလာပြီးတော့ဒါပြိပခအသွင်ဖန်ပြီးလာမှာတော့ကျွန်တော်အင်တန်စိုးရင်မိတယ်အဲ့တော့ကျွန်တော်ကတော့ဟိုပြိပခတွေမထစ်စေချင်တဲ့လူဖြစ်တဲ့အခါကျတော့ကျွန်တော်တို့အားလုံးတတိထားပြီးတော့ဗောနော်ဒီတရင်တူတရင်မာတွေတွေ့တယ်တော့မဟုတ်ဒီလိုဝါရထန့်ချမှုတွေတွင်လေအဲကျွန်တော်ပြောနေကြအတိုင်းပဲစကစ်လိုက်ဖို့မြေတားရက်ခံလို့ရတယ်ထပ်ပြီးတော့တန်တန်အောင် share တာ နောက်ပြီးတော့အမုံတရားနဲ့အမုံစကားပေါ့အမုံတရားလွှမ်းမိုးမှုနဲ့အမုံစကားတွေကိုဥတီတဲ့နော် comment ပေါ့နော် comment မှတ်ချက်ပေးတာတွေကျွန်တော်တို့ share လုပ်တာတွေဒီအဲပို့ပြီးဆိုးရတဲ့အချိန်တွေကိုဥတီစေနိုင်နေဆိုတာလေးကိုတတိထားဖို့ပဲပြောရင်းနေဒီဗီဒီယိုညီကုန်းချောက်လိုက်ပါတယ်ဗျကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်